မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လိုက်လာ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့လာတာ16လမ်းမှာရှိတဲ့စစ်ကောင်စီနဲ့ဆက်နွယ်နေသူများတောက်စားမူးယေရာနေရာဖြစ်တဲ့ Black House Bar ကိုဖောက်ခွဲတိုက်ခိုက်ရာလူ3ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ22ရက်နေ့ည10:28မိနစ်အချိန်လာတာမျိုးနဲ့19လမ်းမှာရှိတဲ့ Black House ဘားကို Urban Special Ranger Force တပ်ဖွဲ့ကအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီဘားဟာစစ်ကောင်စီနဲ့ဆက်သွယ်တဲ့အတိုင်းအဝိုင်းများကလူများတောက်ဆမှုရရာနေရာဖြစ်ပြီးတော့မူရစေဝါများရောင်းချနေတဲ့နေရာလို့လည်းသတင်းရရှိထားတဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့စီးပွားရေးဆိုင်ရာပြစ်မှတ်အဖြစ်နဲ့တတ်မှတ်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ Urban Special Ranger Force တပ်ဖွဲ့ကထုတ်ပြန်ထားပါဗါတယ်။ ပောက်ကွဲမှုဖြစ်စဉ်မှာအသက်40ဝန်းကျင်လူကြီးပိုင်းတစ်ယောက်ကလက်ဘင်းပောက်ပြီးတော့သွေးတွေထွက်နေတယ်။နောက်လူငယ်တစ်ယောက်လည်းခြေထောက်မှာဘုံးစားတွေထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရရှိထားတယ်။နောက်ထပ်လူငယ်တစ်ယောက်ကတော့နရွက်ကိုထိပြီးတော့သွေးတွေထွက်နေတယ်။လတာ16လမ်းတစ်ခုလုံးကတောင်းကနေနေဖြစ်ကုန်ကြပြီးတော့ဆိုင်တွေအကုန်ပိတ်သိမ်းပြီးတော့ပြေးကုန်ကြတယ်။ခဏနေတော့စစ်ကား DC တွေရောက်လာတယ်လို့ဘုံးပောက်ကွဲမှုကိုမျက်မြင်တွေ့မြင်ခဲ့ရတဲ့လူတအုပ်ကရှင်းပြထားပါရတယ်။ဘုံးပောက်ကွဲမှုကိုဆောင်ရွက်ခဲ့တယ်။ Urban Special Ranger Force အဖွဲ့ကတော့၎င်းတို့အနေနဲ့2021ခုနှစ်မေလ2ရက်နေ့ကနေစတင်ပြီးတော့လက်နက်ကိုင်လမ်းစဉ်ပေါင်းစတင်ပြီးတော့ရှောက်လန်းခဲ့ကြတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လက်ကိုင်တုပ်ဗရင်ပေးဒလန်များကိုတိုက်ခိုက်ရှင်းလင်းခဲ့ပြီးတော့စစ်ကောင်စီတပ်များကိုတိုက်ခိုက်မဲ့မရှင်များကိုပုံမိုပြီးတော့စ조사လှုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်များကိုလည်းကာကွယ်စောင့်ရှောက်သွားမယ်လို့ကြေညာထားကြောင်းဗရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာစစ်ကောင်စီရဲ့စစ်ကားတစ်စီးကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၅ဦးထက်မနည်းသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လ22ရက်နေ့မနက်ပိုင်းကရန်ကုန်မန္တလေးအမြန်လမ်းမတနေရာမှာစစ်ကောင်စီတပ်သားများအပြစ်လိုက်ပါလာတဲ့စစ်ကောင်စီကားတစ်စီးကိုမိုင်းဆွဲတိုက်ခတ်ရာကားပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်သား5ဦးဒဏ်ရာရရှိသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အသက်အန္တရာယ်ဆိုးရင်ရတဲ့ဒဏ်ရာရရှိတဲ့စစ်သားအများပြားလည်းပါရှိပြီးတော့ဒဏ်ရာရတဲ့စစ်သားများဟာသေဆုံးနိုင်ခြေလည်းများပြားတယ်လို့သိရပါဗျ။ပွဲချင်းပြီးက5ဦးသေဆုံးပါတယ်။ကျန်တဲ့သူတွေလည်းဒဏ်ရာရထားတယ် တချို့ဆိုရင်ခေါင်းထဲကိုမိုင်းစထိမှန်ပြီးတော့ဆေးရုံမှာအသက်လွတ်နေရတယ်လို့နေပြည်တော်စစ်ဘက်သတင်းအကြီးအမြစ်ကပြောဆိုထားပါတယ်အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာမြင်းကြံခရိုင်တရင်လေးကဘိုးတွန်တေးဥဆောင်တဲ့တော်လဲတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မိထီလာကနေမန္တလေးဘက်ကိုစစ်ကူပို့တဲ့စစ်ကား2စီးအင်အား90ကျော်ကိုရန်ကုန်မန္တလေးအမြန်လမ်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီရဲ့မျိုးဖြစ်တဲ့ပြင်ဦးလွင်ကနေပြည်သူတချို့ဟာစစ်ဖြစ်မှာကိုစိုးရိမ်ပြီးတော့ရန်ကုန်မြို့ကိုပြောင်းရွှေ့နေကြပြီးတော့ပြင်ဦးလွင်အင်ချမ်းမြေပြန်လည်ရောင်းချသူများများပြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လဇန်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကို TNL ဥဆောင်တဲ့တော်လိုင်းတပ်များကပိမ့်ပိုက်လိုက်ပြီးတဲ့နောက်မှာစစ်တပ်နဲ့ပတ်သက်နေတဲ့အတိုင်းဝိုင်းများကပြင်းလွင်ကနေရန်ကုန်နဲ့နေပြည်တော်ကိုစတင်ပြောင်းရွှေ့လာကြတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့စီးပွားရေးသမားများနဲ့ဆက်နွယ်နေသူများလည်းပြင်းလွင်ကနေရန်ကုန်ကိုပြောင်းရွှေ့ကြတယ်လို့သိရပါဗါတယ်။ ပြည်ဦးလယ်မှာရှိတဲ့အိမ်ချမ်းပြေများကိုပြန်လဲရောင်းချပေးရန်အနှံသူများအလွန်များပြားကြောင်းဈေးနှုန်းတွေဟာလည်း30ရာခိုင်နှုန်းလျှော့ချပြီးတော့ရောင်းချနေမှုများရှိနေကြောင်းသိရှိရပါတယ်။နောက်ချိုကိုတင်းလိုက်ကလေးကပြည်ဦးလယ်မှာတက်မတော်အငိမ့်စားအတိုင်းဝိုင်းတွေတော်တော်များများအိမ်ချမ်းပြေရောင်းကြလို့လာကြတာများတယ်။ဈေးနှုန်းကလည်းသူတို့ကဘလောက်လိုချင်တယ်မပြောဘူးဘလောက်ရနိုင်မလဲ ရတဲ့ဈေးနဲ့ပဲရောင်းပေးပါလို့ပြောတယ်အခုကအယောင်းတွေအယံများပြီးတော့ဝယ်လက်ကပြောင့်နေတယ်အရင်က3000လောက်ခေါ်တဲ့ပြင်ဦးလွင်အိမ်ချမ်းမြေတွေကအခု3000လောက်နဲ့ထုတ်နေကြတယ်တိတိဆိုင်ဆိုင်ဆိုရင်ထတ်လျှော့အောင်မယ်လို့ပြောတယ်လို့ပြင်းလွယ်မျိုးအခြေစားအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းရှင်တအုပ်ကပြန်လည်ပြောပြထားပါရယ်ဒါအပြင်ပြင်းလွယ်မှာတော်လိုင်းတက်များကလာရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းစကားများဟာပြည်သူများကြားမှာပြောဆိုပြန့်နှံ့နေပြီးတော့စိုးရိမ်နေကြတယ်လို့သိရပါရယ်ပြည်သူတွေကြားထဲမှာကဟိုနေ့လာတိုက်မလားဒီနေ့လာတိုက်မလားအဲ့ဒါမျိုးတွေစိုးရိမ်နေကြတာပေါ့ အောက်ခြေလူတန်းစားတွေကတော့စားဖို့ရုံးနေရတော့ဒါတွေကိုတွေးမပူနိုင်ဘူးအခုပူနေကြတာကငွေရှိတဲ့အထက်တန်းလွှာနဲ့တက်မတော်အငိမ့်စားအတိုင်းဝိုင်းတွေကအဓိကဖြစ်နေကြတာကောလာဟာလတွေကြောင့်ဝရုံးသုံးကားကြီးဖြစ်နေသလားဆိုတော့အဲ့လိုကြီးတွေလည်းမဟုတ်ဘူးသွားစရာလာစရာလှုပ်စရာရှိတာတွေတော့လုံနေကြတာပဲပြောင်းတဲ့သူတွေကလည်းပြောင်းနေကြပြီလာမတိုက်ရင်တော့မှ short တိုက်ဒုံးနဲ့လာပြစ်မှာကိုအကုန်စိုးရင်နေကြတာ တက်နိုင်တဲ့သူတွေကတော့ကြိုပြီးတော့ပြောင်းကုန်ကြပြီလို့ပြင်းလွင်ကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိပြင်းလွင်ရဲ့အဓိကနေရာများမှာလုံခြုံရေးများချထားပြီးတော့အဓိကအားဖြင့်ကာကြီးကွင်းအတက်လန်းနဲ့မန္တလေးလာရှိုးလမ်းစုံရက်ွက်ကြီး30တို့မှာဂိတ်ချဆက်ဆဲမှုများရှိနေတယ်လို့သိရပါတယ်ဌာနဆိုင်ရာရုံးများမှာလည်းလုံခြုံရေးအဆောက်တချို့ကိုတိုးပြီးတော့ချထားမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကအွန်လိုင်းကနေအစားအသောက်အလှကုန်စေဝါစေးပစ္စည်းနဲ့လူသုံးကုန်ပစ္စည်းများရောင်းချနိုင်မှုများကိုတရားမဝင်ကုန်သွယ်မှုအဖြစ်နဲ့သတ်မှတ်ပြီးတော့ဖမ်းဆီးရန်ညွှန်ကြားလိုက်တဲ့အတွက်အွန်လိုင်းက page များကိုစောင့်ကြည့်ဖမ်းဆီးအရေးယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖမ်းဆီးမှုများကိုအဓိကအဖြစ်ကျမရဲ့ဝင်ကြီးဌာနအစားအသောက်နဲ့စေဝါကိုယ်ကယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာခင်စော်ကဥဆောင်လှုပ်ဆောင်နေပြီးတော့ရဲတပ်ဖွဲ့အောက်ခေါ်စစ်တပ်ပြည်တွင်းခေါ်စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝင်ကြီးဌာနအပါအဝင်ဌာနပေါင်းစုံပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီဖန်စီရေးအဖွဲ့များဟာဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့အမိန့်ကိုခံယူပြီးတော့ဖန်စီမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အွန်လိုင်းကနေပြီးတော့အစားအသောက်အလကုံစေဝါစေးပစ္စည်းနဲ့လူသုံးကုန်ပစ္စည်းများရောင်းချမှုများကိုဖန်စီရတဲ့ online page များကိုစောင့်ကြည့်ရန်စစ်ကောင်စီရဲ့ပူပေါင်းတပ်ဖွဲ့များကြားမှာ online media case Viber Group ဖွင့်လှစ်ထားပြီးတော့အဲ့ဒီ Viber Group မှာဝင်ကြီးဌာနပေါင်းစုံပါဝင်ကြောင်းသိရှိရပါတယ်စစ်ကောင်စီကအရေးယူပါမှာအစားအသောက်နဲ့စေဝါများကိုအွန်လိုင်းကနေရောင်းချနေတယ်ဆိုပါက FDA ရဲ့ license ရှိမရှိစေဝါနဲ့အလကုန်လူသုံးကုန်ပစ္စည်းများဆိုပါကသွင်းကုန် license ရှိမရှိကိုစီစစ်နေတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ရောင်းချတဲ့လိပ်စာကိုစုံစမ်းတာအဲ့ဒီလိပ်စာများအတိုင်းကိုဝင်းအောင်စီးနေဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်အခုကာလအတွင်းမှာအစားအသောက် online page 35ခုကိုစီစစ်ပြီးတော့စစ်ဆေးအရေးယူမှု3ခုကိုလုံဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ဆေးအရေးယူမှု3ခုကတော့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာရှိတဲ့ Cherry Mart BKK Snacks to Online Shop က Oishi အမှတ်တံဆိပ် Black Tea များကို၎င်းအရှိတကုံစက်မှုဆုံးမှာရှိတဲ့ Astra Wellnex မြန်မာ Facebook Page က She Glow အမှတ်တံဆိပ်ရှစ်မတက်ဖြည့်စွက်စာ Finu Pro အမှတ်တံဆိပ်ပဲနန်တာဖြည့်စွက်စာ Testo Power Plus အမှတ်တံဆိပ်အမျိုးသားကျန်းမာရေးဖြည့်စွက်စွာတို့ကို အရေးယူခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မန္တလေးပြည်ကြီးတော်မြို့နယ်မှာရှိတဲ့ပန်းပရံနို့နေကြတဲ့မုံမျိုးစုံဆိုင်မှာသွင်းကုန်လိုင်စင်မရှိတဲ့တရုတ်နိုင်ငံကတင်သွင်းထားတဲ့ spicy gluten တရုတ်အသားပြားများကိုလည်းဖမ်းဆီးအရေးယူခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီကစေဝါရောင်းချတဲ့ online page ၈ခုကိုလည်းစီစစ်ပြီးတော့၅ခုကိုဝေရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ FDA နဲ့မှုကင်းရဲတပ်ဖွဲ့တကပူးပေါင်းထားတဲ့အဖွဲ့ကတင်ငန်းကျော်မျိုးနယ်မှာစေဝါမှတ်ပုံတင်ခြင်းမရှိတဲ့ဆေးများကိုရောင်းချနေတဲ့ဆိုင်ကို၎င်း ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ Evercare ဆေးကုမ္ပဏီရဲ့ဆေးဝါးတုံလောင်ခန်းထဲကတရားမဝင်ဆေးဝါးများကို၎င်းတောင်းကလာပါမြို့နယ်မှာရှိတဲ့ Doctor Aesthetic အလှပရေးရာဆေးကန်းကတရားမဝင်ဆေးဝါး28မျိုးအပါအဝင်ဖမ်းဆီးမှု9ခုကိုဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ online ကပြည်စီရောင်းချသူများအားဖမ်းဆီးရရှိမှုများကိုသက်ဆိုင်ရာဥပဒေပုံမှန်များနဲ့အရေးယူပြီးတော့လိပ်စာစုံစမ်းလို့မရတဲ့ online ပြည်စီများကိုရောင်းချနေတဲ့ Facebook page များကိုတော့ လူမှုကွန်ရက်ကနေဖြုတ်ချနိုင်ရေးအတွက် report ထုတ်ခြင်းများကိုဆောင်ရွက်နေတယ်လို့သိရပါတယ်။ online ကပြည်စီများရောင်းချမှုများကိုတရားမဝင်ကုန်သွယ်မှုများအဖြစ်နဲ့တိုက်ဖြတ်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်လွှတ်စင်ကုန်းရွာလမ်းစုံနယ်ဖုန်ကြီးကျောင်းကိုစစ်ကောင်စီကလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရာကိုဝင်ဆောင်တဲနဲ့ကလေးငယ်များအပါအဝင်ပြည်သူ၁၆ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ19ရက်နေ့မှာမနက်10:15မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီကကြိုင်မြောမြို့နယ်ကျုံဝဲရွာနဲ့လွှာစင်ကုန်းရွာအဆက်လမ်းဆောင်နဲ့လမ်းဆောင်အနီးမှာရှိတဲ့ဘုံကြီးကျောင်းကို Jet Fighter နှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကိုဝင်ဆောင်တဲ့နဲ့ကလင်းငယ်များအပါအဝင်ပြည်သူ16ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ Jet Fighter နှစ်စီးဟာကျုံဝဲရွာနဲ့လွှာစင်ကုန်းရွာတို့ကိုအချိန်အတော်ကြာပြန်ဝဲပြီးမှလူစုလူဝေးဖြစ်နေတဲ့ ကျုံဝဲရွာနဲ့နှောစင်ကုန်းရွာအဆက်လမ်းစုံနဲ့လမ်းစုံအနီးမှာရှိတဲ့ဖုန်ကြီးကျောင်းတို့ကိုလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။လေရင်နဲ့ဘုံလာကျဲတဲ့အချိန်ကျွန်တော်တို့အဲ့ဒီနားလေးမှာပဲရှိနေတာ။ Jet Fighter နှစ်စီးနဲ့လာကျဲတာ။ထိခိုက်မှုကတော့အတော်ကိုများပါတယ်။ပြည်သူ၁၆ဦးလောက်တေသွားတယ်။ကိုဝင်9လလွယ်ထားရတဲ့အမျိုးသမီးတဦးသူ့ရဲ့ယောက်ျားနဲ့ကလင်းငယ်တွေလည်းပေးဆုံးတဲ့ထဲမှာပါတယ်။နှောစင်ကုန်းကိုကြော်ပြီးမှကျုံဝဲလမ်းစုံကိုရောက်တာ။ဖုန်ကြီးကျောင်းကကျုံဝဲလမ်းစုံရဲ့အကျော်လေးမှာပဲအဲ့ဒီနေ့က Jet Fighter နှစ်စီးစလုံးကဝဲနေတာ။ အကြာကြီးပဲပြီးမှဘုံကျဲချသွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဇူလိုင်လ19ရက်နေ့မှာလည်းအချမ်းမတ်စစ်ကောင်စီရဲ့တိုက်လေရင်များဟာဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာအနီးတစ်ဝိုက်မှာထမှန်ပြန်ဝဲနေခြင်းကြောင့်လက်ရှိအချိန်ထိကိုပြည်သူများဟာခြေရွာတွေကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိမှာတစားစီဖြစ်သွားတဲ့အလောင်းများကိုပြန်လည်ကောက်ယူပြီးတော့ကြိုပေးမှုများကိုလည်းဆက်လက်ဆောင်ရွက်နေရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ